အမောဆက်တဲ့ experiment ရဲ့အဓိကအကြောင်းဆိုရင်ဒီ A ကွိုင်းလေးကိုကျွန်တော်တို့ဝင်တဲ့ gas ရေပါဘူး flow rate gas ရေအစီအစဉ်တော့မှာလို့ကျွန်တော်က control လုပ်နေအဓိကအဲ့တော့ဘာဖြစ်လို့ဆိုရင်ကျွန်တော်တို့ကဒီ A ကွိုင်းလေးမှာရှိတဲ့ gas ရေအပူဆုတ်တဲ့နှုန်းအပေါ်ဘူးဒီ A ကွိုင်းလေးကိုဖြတ်သွားတယ်ဘာနဲ့ဆိုင် gas ရေပမာဏနဲ့ဆိုင်ဆိုလိုချင်တာဗျာဟောဒီ A ကွိုင်းလေးကိုကျွန်တော်တို့ဆိုတော့10မိနစ်အတွင်း gas တစ်ပေါင်းဖြတ်သွားရင်ဒီကောင်ဆိုတော့ဗီဒီယိုနေရာဆုတ်အောင်လုပ် ကျွန်တော် guest တပေါင်းဖြတ်သွားမှာကိုပြည်ဒီနေရာဆိုအောင်တကယ်လို့တပေါင်းနဲ့ညော့နေမှာဆိုတဲ့ဒီကောင်ပါပဲလေ။ဗီဒီယိုနေရာဆိုအောင်ဟုတ်ဟုတ်ကဲ့။အဲ့တော့ကျွန်တော်တို့အဲထဲမှာဝင်သွားတဲ့ guest ပုံမှန်နာဒီထဲလို့ဒီကနေဝင်သွားတဲ့ guest ပုံမှန်နာနေရာသွားမှာဆိုတော့ပုံမှန်တပေါင်းဝင်ရမယ့်နေရာမှာကျွန်တော်ဝင်တော့မယ်နဲ့0.5ပေါင်းပဲဝင်နေဆိုရင်အခုဆုံးမယ်ညီမဘာဖြစ်လာမလဲ။နေရောနေရောမယ်ဆိုရင်ပုံမှန်တပေါင်းဝင်တဲ့အချိန်မှာကျွန်တော်တို့ကဒီလောက်လောက်ထိနော်ဒီကနေဒီလိုလာလိုက်တယ်ကက်စကလာပြီးဒီလောက်လောက်ရောက်တဲ့အချိန်မှာအကြီးကနေပြန်ပြောင်းအောင်ဆိုရင် အမွေကိုပြောင်းပါပြောင်းပါချိန်မှာသူဆုပ်ရဲ့ဘူမာနာဆိုတော့ဗျာဟို180ရှိတယ်အဲဒီကနေတစ်ဆင့်ပါဆိုရင်အမွေဘဝနေပါလေအမွေဘဝနေတမ်ပရေချာပါဖြစ်သွားမယ်မြင့်သွားမှာဟုတ်ပြီနော်တမ်ပရေချာမြင့်သွားစူပါကြီးဖြစ်သွားစူပါကြီးအဲ့ဆိုဒီမှာ20ပေါ့ဆိုတော့စူစူပေါင်းဘယ်လောက်ဖြစ်သွားမလဲ200ဖြစ်သွားတယ်အဒီနေ့ကျွန်တော်တို့ကောင်းပြီပုံမှန် gas ကဖြတ်သွားတိုင်းဖြတ်သွားတိုင်း10မိနစ်ကြာတိုင်းကြာတိုင်း PD ဘယ်ဆုပ်ဒီလိုအချိန်မှာကျွန်တော်တို့က0.5ပေါင်မယ်ဒီထဲကိုဖြတ်သွားတယ်ဆိုလို့ရှိရင်ကျွန်တော်တို့က ဆုံနိုင်ပြီလားအခုမဆုံနိုင်တော့ဒီအဲ့ဒါလည်းမဟုတ်ဒီလောက်လောက်မှရောက်ရင်ဆိုတော့ဘာဖြစ်နေလဲဒီဘုကနေပါလေပြပါဦးရောက်ဒီဘုကနေပြပါပြောလိုက်ခင်မှာသူကဆိုတော့ဗျာ BDU တရားပဲဆုံတယ်ဆိုတော့စူပါကြီးရကြတော့တော့တနည်းအားဖြင့်အမွှေးဖြစ်သွားပြီဆိုလို့ရှိရင် gas ကဘာဖြစ်လဲအခုဆိုတော့ညော့တော့အမွှေးဖြစ်တဲ့အချိန်မှာခင်ဗျားတို့ကျွန်တော်ငုံလာပြောလို့လို့များလားအမွှေးဆိုတော့အလူအိမ်ကိုထမင်းစားပြီးတော့သွားရကုန်တယ်ကိုရောက်တော့ပါလေထမင်းထမ်းစားလိုက်အဲ့လိုပဲအမွှေးရတယ် တော့အပူဆုတ်တာကဝနေဖြစ်တဲ့အတွက်ဒီဘက်ဖြတ်သွားပြီမယ်အပူဆုတ်သွားပါပြီနေအကြီးလိုမျိုးမဟုတ်ဘူးဆိုတော့ဒီဘက်ကအခြေကြီးဖြတ်သွားပြီမယ်သူ့အပူဆုတ်သွားဒီနေရာကြီးကိုဘယ်လောက်လဲတရားပီတီကိုဆုတ်နိုင်မယ်ပန်းနဲ့ဒီဆုံးမှတ်တော့ပါဦးမယ်တော့ဆော်ရယ်30လောက်ပဲဆုတ်မယ်ဟုတ်ပြီနော်အဲ့ဆိုရင်ကျွန်တော်ဆွတ်စပောင်းဒီထွက်မှာဘယ်လောက်ပဲဆုတ်နိုင်အောင်တရားလုံးတယ်ပီတီလည်းဆုတ်တယ်ဟုတ်ပြီနော်ပြရမယ်ပြည်ပြီးဆုံးဒါပေမဲ့သူတကယ်ဆုံးအောင်မပလောက်လေ200 200ပြည်ပြီးဆုံးအဲဆိုလိုချင်တာအဲ့တော့အဲ့လိုမျိုး ဒီ A ဘိုင်လေးကိုဖြတ်သွားတဲ့ gas ကြီးရဲ့ပေါင်းဆိုရင်စီစင်းမှုပါလေပုံမှန်တိုင်း flow rate ပေါ့နော်ပုံမှန်တိုင်း10မိနစ်ကိုတစ်ပေါင်းကျလို့တစ်ပေါင်းကျစီစင်းနေအောင်တော့လို့ဒီ A sign မှာ control လုပ်ပေးရတယ်။ဘာနဲ့ control လုပ်ပေးလဲဆိုရင်ကျွန်တော်တို့ကဒီထဲမှာ A ဘိုင်ထဲမှာဖြတ်သွားတဲ့ကျွန်တော်တို့ဟာကိုဒီဘားလေးပိတ်ဖွင့်တာပါလေကစားပြီး A ဘိုင်ထဲမှာဒီ A ဘိုင်ကထွက်သွားတဲ့အချိန်မှာကျွန်တော်တို့ကပုံမှန်တစ်ပေါင်းပဲစီစင်းရအောင်ညောင်းရအောင်ရမရအောင်ညောင်းရရင်လေဒီ quantum နဲ့အထိကျွန်တော်တို့ gas ကအငွေ့အဖြစ်မပြောင်းနိုင်ဘူးဆိုတော့အဲ့ဒီ gas တွေကပြန်သွားမယ် compressor တွေကိုပြန်သွားမယ်ဟုတ်ပြီနော် compressor ပြန်သွားမယ်ဆိုရင်ကျွန်တော်တို့က compressor အတွက်ဘာဖြစ်မလဲတကားကျတာဟုတ်ပြီနော် compressor ကြီး compressor မှာ damage ဖြစ်နိုင်တယ်ဘာလို့ဒီလိုပြန်သွားလို့ရှိဟုတ်ပြီနော်အဲ့တော့ကျွန်တော်တို့ကဒီနေရာလေးကိုပြသအဲ့တော့ကျွန်တော်တို့ကဒီနေရာကြီးကို gas ကဝင်လာတဲ့အပူချိန်တိုင်းမပြောင်းဘူးဆိုတော့ airborne မှာကျွန်တော်တို့ကဆိုတော့5ဒီဆင်းဝိုင်ယူထားတယ်ပေါ့အဲ့တော့ကျွန်တော်တို့ဆိုတော့ဒီနေရာလောလောဆယ်ကျွန်တော်တို့ standard အနေနဲ့ပူချိန်ဒီဂရီ5ဒီဆင်းရေးဝင်ရအဲ့ဆိုဒီနေရာရောက်တဲ့အချိန်လည်း ်ဒီဘုကကလည်းပါလေဘေးပါအောင်ပြောင်းတဲ့အထိဘူရန်ဘလောက်ပဲလေ high degree centigrade ပဲရှိအဲ့တော့ဒီ high degree centigrade ကနေဒီနေရာရောက်တော့ဘာဖြစ်သွားလဲလေဘေးပါဖြစ်သွားဒီကနေဒီဘက်ကိုဆက်သွားတဲ့ခါကျတော့ကျွန်တော်တို့ဒီနေရာရောက်သွားဆိုလို့ရှိရင်ဘူရန်ကဘာဖြစ်လာမလဲမြင်လားဘာလို့လဲဆိုတော့ဘေးပါကနေဘဝထပ်ပြောင်းနေရမှရှိတဲ့အတွက်ဘေးပါကနေဒီဘာဘာဖြစ်တော့မလဲအပူချိန်မင်းမြင်တော့နော်ဘူချိန်မင်းမှာဆို5ကနေပြီးတော့အဲ6 7 8 9 10ဆိုတော့ရအောင်ဆုံးတဲ့နေ့မှာ5 degree centigrade ဆိုပါရှိရဆိုရင် ဒီ U ထွက်တဲ့ချိန်မှာဘူးရင်ဘလောက်ဖြစ်သွားလဲ30ဒီဂရီစီလေးဖြစ်သွားပြီ။ Survive ဖြစ်သွားပြီ။ဟုတ်ပြီနော်။ဖြစ်သွားပြီဆိုရင်ဒီ byte line ရဲ့ဘူးရင်က gas ဒီ byte line ထွက်တဲ့ချိန်မှာ gas ရဲ့ဘူးရင်ဘလောက်ဖြစ်သွားလဲ30ဒီဂရီစီလေးဖြစ်သွားပြီ။ဟုတ်ပြီနော်။ဒီရှင်းတယ်နော်။အဲ့တော့ကျွန်တော်တို့ဒီမှာဆိုလို့ရှိရင်ဒီအထက်မှာ thermal set လေးအစံကြီးပါတယ်မှာဒီမှာဒါလေးရအောင်ဆိုရင် thermal bath ဒီတော့ပါလဲ။ thermal sensing bath လို့ခေါ်ရဲဟုတ်ပြီနော်။ thermal sensing bath လို့ ာမယ်ဆန်စစ်ဘက်ကကျွန်တော်ဒီထဲမှာဖြတ်သွားတဲ့ gas နဲ့ pressure temperature relation တူတဲ့ဟာဖြစ်ရမတူတော့မှအနည်းစားဆုံးတူတဲ့ဟာဖြစ်ရဟုတ်နော်အဲ့တော့ကျွန်တော်တို့ကဒီထဲမှာအဲ့ဒီညာနဲ့တူတဲ့ gas ကိုထည့်ထားတယ်ထည့်ထားပြီးဒီညာမှာကျွန်တော်တို့အပူချိန်ပိုင်လိုက်အပူချိန်ဘယ်လောက်လဲ10 degree celsius အဲ့တော့ဒီပိုက်ညမှာရှိပိုင်လိုက်ရတကယ်အပူချိန်ကိုအာရုံထားမှုဒီပတ်တိကိုပါလေပိုင်လိုက်နဲ့ကတ်ထားကတ်ရကတည်းကဒီပတ်တိမှာကျွန်တော်တို့ကဗာပြဿနာဗာဖြစ်နိုင်လို့ဆိုကျွန်တော်တို့ကအပြင်အပူချိန်ကတက်ရောက်မှုမရှိနိုင်ဘူး ရှိနိုင်တယ်ရှိနိုင်တဲ့အတွက်ကျွန်တော်တို့ဒီဘက်တီးကိုကျွန်တော်ဘာလုပ်ပေးရမလဲဖော့ဝင်ဟုတ်တာပဲ insulation ဟုတ်တာပဲမဟုတ်တာပဲဘူးဆိုလို့ရှိရင်အပြင်ကဘူလန်သူ့ဘောလာတက်ရောက်တဲ့အတွက်ဆိုတော့ဘောင်းဝင်ဘူလန်အချိန်မှာ28 degree centigrade ရှိလို့ဆိုရင်ဒီ pipeline ရဲ့ဘူလန်28မရှိပေမဲ့သူဒီ30တဲ့မကတာ28နဲ့30တာရှိနေဦးရေတစ်ခုဖြစ်နေတယ်အဲဆိုရင်သူကဒီထဲမှာရှိတဲ့ expansion မရဲ့အပိတ်ဖွင့်ကိုသူကအဲ့ဒီဘူလန်နဲ့နှမ်းပြီးအပိတ်ဖွင့်တော့အဲ့လိုဖြစ်မှာဆိုတော့ pressure ဟုတ်ပြီနော်အဲ့တော့ဒါဆိုရင်ကျွန်တော်30ရှိပါတယ် ။ဒါဆိုရင်ကျွန်တော်တို့ R 134 guess ဆိုတာတော့အဲမှာထည့်ထားတဲ့ guess ဆိုတော့เนาะ134ဆိုတော့134ဆိုလို့ရှိရင်ရဲမှာရှိနေ gas ရဲ့ pressure ဒီဘူချိန်နဲ့ကိုက်တဲ့ pressure ပဲရှိရဟုတ်တယ်เนาะ30ဆိုစုတော့ဘယ်လောက်လဲကျွန်တော်တို့အဲ134 30 30 degree centigrade ဆိုရင်သူ့ရဲ့ pressure ဘယ်လောက်ရှိမလဲ45ဟုတ်တယ်เนาะဟုတ်တယ်45ရှိ45ရှိမယ်ဆိုရင်အဲ့ဒီမှာကျွန်တော်တို့ဒီမှာကြည့်မယ်ဒီမှာကြည့်မယ်ဆိုရင်ဒီဘားကိုပိတ်ဖို့လုပ်နေတာကျွန်တော်မှာ bar stand လေးနဲ့ဟုတ်ပြီเนาะ ပိတ်ဖို့လုပ်နေတဲ့ကျွန်တော်ဒီဒီဟာလေးပိတ်ဖို့လုပ်နေတဲ့ခါမှာဒီဘားလေးကိုပိတ်ဖို့အတွက်ကျွန်တော်ဒီမှာပေါင်းပါပါလေစပရေစပရေကတင်ရပါအဲ့စပရေကတင်ရအောင်ဒီဒီကနေကျွန်တော် adjusting sink ကနေကစားလို့ရညာညာရှိပြီမှဆိုစပရေကမှာဖြစ်တယ်ပိုတင်ပါတင်းရင်ဒီဘားကပါလေပိုပိတ်ပါပိုပိတ်ရင် gas flow တွေပါဖြစ်သွားမယ်နည်းပါ gas flow တွေနည်းရင် spy ပါဖြစ်လာမယ်နည်းများ spy များဟုတ်နော်အနည်းများ spy ရှင်နေတော့ဒါလေးနဲ့ချင်ရတယ်โอเคအဲ့ဆိုရင်ကျွန်တော်ကဒီမှာစပရေရဲ့တွန်းအားမရှိဘူးလား ဟုတ်နော်စပရင်ရဲ့ force ရှိတယ်နောက်တစ်ခုကြပါရှင်လို့ထဲမှာ gas ကဒီအိမ်ထဲကိုအိမ်ဆောင်ရှင်မအိမ်ထဲကိုရောက်သွားရင်ဒီဝင်လာတဲ့ liquid pressure လည်းဟိုးသေးလားမဟုတ်တော့မဟုတ်တော့ဘူးဒီထွက်လာတဲ့ကျွန်တော်တို့လိုချင်တဲ့ပါလေ5 degree centigrade နဲ့ကြိုက်တဲ့ pressure ဖြစ်တော့အဲဆိုရင်5 degree နဲ့ဆိုကြိုက်တဲ့ဒီကောင် liquid ရဲ့ force ရှိဟုတ်ပြီနော် liquid ရဲ့ force ဒီကောင်ရဲ့ liquid ရဲ့ force က5 degree centigrade နဲ့ဆိုကျွန်တော်ဘယ်လောက်ရှိလဲ35 psi ရှိဟုတ်ပြီနော်ဒီကောင်အပေါ်ဖို့နေဖိနေတဲ့ဒီ diaphragm ကိုဖိနေအားဘယ်လောက်ရှိလဲ55 ရဆိုင်ရှိတယ်ဟုတ်နော်အဲဆိုရင် supply ရဲ့နှောင်းကဘာရှိလဲ30ပေါ့ဟုတ်နော် supply ကဘာဖြစ်လဲ30ပြရဆိုင်အဲဒီနည်းနဲ့ကျွန်တော်တို့ချိန်တာအဲ့တော့အဲ့ဒါအငြိမ်မဲ့ဒီအောင်အဲဆိုတကယ်လို့ကျွန်တော်တို့ကဒီနေရာမှာဘတော်တဆကျွန်တော်တို့ကအခန်းထဲမှာကိုင်းလို့များလာပြီကိုင်းလို့များလာပြီတာမန်အနေထားတစ်ခုပုံဖြစ်နေကိုလင်းလောက်ကဘယ်မှာမူနေလဲဆိုရင်ကျွန်တော်တို့အခန်းရဲ့ပါလေတెంပရေချာပေါ့အခန်းရဲ့တెంပရေချာကြောင့်တာမန်အဖြစ်ကျွန်တော်တို့ဒီဇိုင်းလုပ်ရတာ28နဲ့ sorry 28 degree Celsius နဲ့လုပ်ထားတာဟာ ရိယာဒီပါညာရောက်တယ်35လောက်ဖြစ်ပြီဆိုရင်ကွန်ရဲ့အမူချိန်နဲ့ကျွန်တော်တို့အခန်းရဲ့အမူချိန်နဲ့အမူချိန်ကိုဟာလေးဘာပြောတာလဲများများလာဆိုဘူးစီကူးဘာဖြစ်လာလဲမြင်မြင်လားမြင်ပါဘူးနော်အခုဆုပ်ပြီးတော့ပမာဏကွန်ရဲ့ဘာဖြစ်လာလဲများများလာပြီဆိုတော့ငကောတော့မြင်ရတဲ့လောက်ရောက်မှာ liquid ကနေဘေးပါကြောင်းတဲ့အနေထားရတယ်ဘယ်လောက်တော့မှရအောင်စော်ပြီးရှင်းပါဒီလောက်ပြင်ပြီးမဲ့လောက်ပြင်ပြီးတော့သူ့ရဲ့ temperature ကွာချက်ပေါ်ပြီးပြီးတော့ဟုတ်ပြီနော်အဲ့တော့အဲ့တော့ ီကောင်5ရှိတာတကူတော့ကျွန်တော်တို့ဝါးတဲ့ကဘလောက်ရှိအောင်23ခုဘလောက်ဖြစ်ပါလဲ30ဘူဂျင်ဝါးတဲ့မြင်လာရင်ဘူစီဘူနုံလေးကိုင်နေပါလေညာညာလာဖြစ်တဲ့အတွက်ကျွန်တော်တို့ဒီကောင်ကတလောက်လောက်မှကျွန်တော်တို့ကဒေပါဖြစ်တယ်အဲဆိုဒီဘက်လမ်းရောကိုထပ်မပြတ်ဘူးလားပြတ်တယ်ဆိုစူပါကြီးကတရနေ့ဖြစ်တရနေ့ကျွန်တော်ဒေပါဘွားကနေဒီညမှာဒေပါဘွားကနေကိုင်ဆုံးနေတော့စူပါကြီးက5လောက်ဆိုတော့ဒီလောက်ကနေစရမယ်ဆိုရင်တော့10လောက်ဖြစ်ဖြစ်လာဖြစ်လာမယ်ဆိုရင်ဒီကောင်ရဲ့ပြန်ဆောတော့ဗျာ15ဖြစ်တော့တာပါ 55ဆိုရင်ဒီကောင်းရဲ့တွန်းအားဘယ်လောက်ဖြစ်သွားမလဲ55မဖြစ်တော့ဘူးလားအဲ55ဖြစ်သွားပြီ55ဖြစ်သွားပြီဆိုတဲ့နေရာနဲ့ဒီကောင်းရဲ့ဘားဆံကိုဒီဘောကဒိုင်ယာဖရန်ရဲ့တွန်းအားဘယ်လောက်လဲဖွင့်ချနော်တွန်းချလိုက်တယ်နဲ့ဒီကောင်းဘာလဲပိုပြီးပွန့်လာဟုတ်ပြီနော်ပိုပြီးပွန့်လာတဲ့ဒီမှာ liquid force ကလည်းဒီမှာမများလာဘူးအဲများလာပြီမဲ့လေများလာတဲ့ကောင်နဲ့ဒီမှာများလာတဲ့ကောင်ပြန်ထိသွားပြီးတော့ဖိုက်ကိုဖိုက်ပဲပြန်ထိနေတာဆိုတော့ကျွန်တော်အဝင်ဖိုက်မှာဒီကောင်းဘယ်လောက်လဲ55ဖြစ်အဲ့ဆိုရင်ဒီကောင်းရဲ့ ကျလာတယ်ပရက်ရှာနည်းနည်းလေးပုံများလာတယ်။များလာရင်ကြာသူကဆိုလိုချင်တာ10လောက်ဖြစ်နေကြတာပဲ။နော်။အဲဆိုရင်အခွန်မှာဘယ်လောက်လဲ15လောက်ဖိုက်ပဲမကြမ်းပါဘူး။အဲ့ဒါ super high adjustable အဲ့ဒီ။ super high ပဲရှင်ပဲဖြစ်ငါးငါးပဲဖြစ်။ဟုတ်နော်။ဒီကောင်ဒီမှာအချက်များလာရင်ဒီကောင်ကလည်းပုံဖွင့်ချာ။အဲ့လိုနည်းနဲ့ပုံများလာ။ဟုတ်နော်။ဒီနည်းနဲ့ကျွန်တော်တို့ပေါင်းဆိုရင် thermoset expansion မှာ A coin ထဲမှာရှိတယ်ကျွန်တော်တို့ cooling လုပ်လို့ခေါ်တဲ့အပူဆုတ်ပြီးပါမယ်။ one more multi ပြီးတော့ကျွန်တော်တို့ပါပဲ။ expansion မှာရဲ့ ထွက်မယ် gasy flow တွေကိုဘာလို့ပြောလဲ adjust ဒီနည်းနဲ့ကျွန်တော် adjust ဟုတ်ပြီနော် adjust အဲ့တော့ဒီညမှာကျွန်တော်ဒါယူဟို equalizer line ကိုပါတာပေါ့ equalizer line ပါလဲဆိုရင်တော့ကျွန်တော်ဒီညမှာ distributor တော့ပါတယ်ခါကြာ equalizer line ပါတယ်ဟုတ်နော်ဒါတော့ဒါတောင်ဆက်နဲ့ပတ်သက်တာအဲ့တော့တောင်ဆက်တဲ့ expansion မှာမှာကျွန်တော်တို့အဓိကတော့ဘာလို့ဆိုရင်အပေါ်ကတွန်းအားဒီ diaphragm ရဲ့တွန်းအား diaphragm တွန်းအားဘယ်ကောင်းတွန်းတာလဲဒီကတော့ tamel back ဖြစ်တယ်တွန်းအားအဲ့ကြောင့်ဒီကောင်းဘာလို့ဆိုရင် tamel back pose tamel back ဖြစ်ပါလေ force เนาะไอ้ force ကဘာနဲ့ဘာနဲ့ညီလဲ spring ရဲ့တွန်းအားရယ်ဘာလဲ liquid line ရဲ့တွန်းအားရယ်ညီရယ်ဟုတ်เนาะကျွန်တော်တို့အဲ့လိုမျိုး equation ကိုကျွန်တော်တို့ပြဟုတ်เนาะအဲ့မှာကျွန်တော်တို့ super ကြီးကတော့သူ design လိုက်ဆိုပိုက်ပဲ